သမရဦးထင်ကျော်ရဲ့ဇနီးဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနေရာကိုပြောင်းလဲခန့်အပ်လိုက်ပြီးဖြစ်တဲ့အကြောင်းကိုတော့ MCN သတင်းနောက်ခိုင်စဉ်ဥကတင်ဆက်ပေးမှာဖြစ်ပါရရှင်။နိုင်ငံတော်သမရကတော်ဖြစ်တဲ့တုံကမြို့နယ်မဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကုသလေဒေါ်စုစုလင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌရာထူးနေရာကိုဝါခဲမမြို့နယ်ပြည်သူ့လွတ်တော်ကုသလေဖြစ်တဲ့ဦးစော်သိန်းကိုဥက္ကဋ္ဌနေရာပြောင်းလဲခန့်အပ်လိုက်ပြီးဖြစ်ပါရ။ဒီကနေ့မတ်လ31ရက်နေ့ပြည်သူ့လွတ်တော်အစည်းအဝေး16ရက်မြောက်နေ့မှာအတည်ပြုလိုက်တာပါ။ ောင်းဆောင်းလေးကစတင်ဖွဲ့စည်းခဲ့တဲ့နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဆုစုတွင်သုံးခွမဲဆန္ဒနဲ့စအဖွဲ့ဝင်ဦးစောသိန်းဝါခင်မမဲဆန္ဒနဲ့အားဥက္ကဋ္ဌတိကြောင်းလေးဖွဲ့စည်းမှာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌကြောင်းလေးဖွဲ့စည်းခြင်းကိုအတည်ပြုရန်တော်တော်ကသဘောတူပါလားခင်ဗျာ။သဘောတူပါလားခင်ဗျာ။ ပါမလားခင်ဗျာတို့တော်ကသဘောတူတဲ့အတွက်နိုင်ငံဆက်ဆံရေးကုမ္ပဏီဥက္ကရာကြောင်းလဲဖွဲ့စည်းခြင်းကိုတို့တော်ကတည်တူကြောင်းကြေညာပါလေဒီကော်မတီကိုပြီးခဲ့တဲ့ဖေဖော်ဝါရီ18ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တာပါဥတင်ကျော်နိုင်ငံတော်သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့အတွက်ဒေါ်စုစုလင်အနေနဲ့ကော်မတီတာဝန်တွေထမ်းဆောင်မှုအခက်အခဲရှိတာကြောင့် ်အခုလိုလက်ပြောင်းပေးတာဖြစ်တယ်လို့ကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ပေးခြင်းခံရတဲ့ဦးစောသိန်းကပြောပါတယ်ကျွန်တော်တို့အားလုံးလက်ရှိတဲ့အတိုင်းကျွန်တော်တို့ဘုံအနေနဲ့အကုန်လုံးဒီကမ်းမှာအဲ့တော့ဒီနိုင်ငံဆက်ဆိုင်ကုန်ဥက္ကဋ္ဌဆက်ပြီးတော့တာဝန်ယူနေမှာဒီတာဝန်ကလည်းဒီအမြင်နဲ့နိုင်ငံကအဲ့ဒီလိုမဖြစ်နိုင်ဘူးဒီဆက်မလုပ်နိုင်ဘူးကျွန်တော်တို့ပြောပြလိုက်ဒေါ်စုစုလင်ဟာ2012ဂျားဖြောက်ရေကောက်ပွဲနဲ့ 2015အထွေထွေရွေးကောက်ပွဲတွင်မှာတုံကမြို့နယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရွေးချယ်ခံရသည်လည်းဖြစ်ပါတယ်။ဒီကနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့နိုင်ငံတော်သမ္မတတင့်နဲ့နှစ်တွေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရွေးချယ်ခံထားရတဲ့ဒေါက်တာဆိုင်မောက်ခန်းဦးညံထွန်းထွန်းနဲ့အတူဦးမောင်မြင့်တို့ဟာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှေ့မှာဂတိသစ္စာပြုခဲ့ကြပြီးဂတိသစ္စာပြုလာပုံမှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်ရှင်။